အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေជួសុបပါတယ် Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Liverpool အသင်းကတော့သူတို့လိုအပ်နေတဲ့ကစားမနှစ်ယောက်ဖြစ်တဲ့ Florian Wirtz နဲ့ Blashy Milo Kakis တို့နှစ်ယောက်စလုံးကိုအပြီးတက်နိုင်ကြောင်းကြီးညာနိုင်ပြီဖြစ်ပါတယ်ဆိုတော့ Liverpool ဘက်ကဘယ်တောင်ပန်ဘယ်နောက်ခံ ကစားမဖြစ်တဲ့ Milo Kakis ကိုအနာဂတ်မှာ track အန်ဒီရော့ဘစ်စင်နေရာမှာအစားထိုးဖို့အတွက်သူတို့တောက်လျှောက်ကြိုးပမ်းနေတယ်။ရာသီတဲကနေပါဘူးကအိုက်ဘေးတောင်ပိုင်းအတွက်ဒါမီလော့စ်ကာကီရဲ့အန်တနီရော့ဘစ်စင်အပါဝင်ဘယ်နောက်ခံလို့3-4ယောက်လောက်သူတို့တာဂက်ထားခဲ့ပြီးတော့မှနောက်ဆုံးမှအသက်20နှစ်အရွယ်ရှိတဲ့ဟန်ဂီရီနောက်ခံကစားမကိုအရာခေါ်ယူလိုက်တယ်။ကွန်ထရက်က2030ခုနှစ်ထိ9နှစ်စာချုပ်ချုပ်ဆိုပြီးတော့ဒီပြောင်းရွှေ့ကပေါင်42တန်းနဲ့လီဗာပူးကသဘောတူညီမှုရရှိတယ်။ဆိုတော့ လာမယ့် Sunday မှာလီဗာပူးကမီလော့ခါကီကိုစစ်စစ်မှုပြုလုပ်ဖို့အပြီးတတ်နိုင်ဖို့ကြိုးပမ်းပြီးတော့ဒီတစ်ပတ်အတွင်းမှာအပြီးတတ်ချင်ကြမယ်။ဘာကြောင့်လဲဆိုတော့လီဗာပူးအနေနဲ့ Transfer Market ရဲ့အစောပိုင်းမှာအမြန်ဆုံး through back ကအကောင့်ထင်နိုင်ဖို့ကြိုးပမ်းနေတာဖြစ်တယ်။ဆိုတော့၂ဆက်ဒါ Hungary နောက်ခံစားမကလီဗာပူးရဲ့တောင်မှန်မှာရောက်ရှိလာပြီးဆိုတော့ဟိုဘက်က Jeremy Frimpong ပဲပဲချမ်းကဒါ Milos Kaki ရောက်တဲ့အချိန်မှာ ဖလော်ရီယန်ဘတ်ကအပြောင်းရွှေ့ကနောက်ဆုံးမှာတော့ဘိုင်ယန်လီဗာကူဆင်နဲ့လီဗာပူးချာဆွေးနွေးမှုအပြီးသတ်ပြီးဖြစ်ပါတယ်။စောပိုင်းတော့ကလီဗာပူးကန်လာနဲ့ကန်လာမှုနှစ်ချိန်ရှိတယ်။အဲ့ဒီချိန်လုံးပယ်ချခံရတယ်။ပထမချိန်တန်တရာချိုတရာချိုပတ်ဝန်းကျင်120လောက်ဒုတိယချိန်132ကနေအခုဒီချိန်မှာတော့ပြောင်းရွှေ့ခြေက တန်130ကနေတန်150ချရှိပြီးတော့ဒါဘိုင်ယလီဘကူစင်က Florian Vas ကို green light ပေးပြီးတော့ဒီပြောင်းရွှေ့အပီးတက်ပြီးဖြစ်ကြောင်းပေါ်ပြလာတယ်ဆိုတော့အခု Fabrizio မှာလည်းအတီးပြူပြီးပြီးဒီဒီပြောင်းရွှေ့က heavy go ဖြစ်ဖို့တေချာသွားပြီးဖြစ်ကြောင်းနဲ့ Florian Vas က Liverpool အသင်းမှာဒါမကြမီချိန်တွင်းမှာပဲတရားဝင်ပြောင်းရွှေ့ပြီးဖြစ်တဲ့ပြောင်းရွှေ့ချေတန်130နဲ့တန်150ချဖြစ်ပြီးတော့ Liverpool လိုချင်တဲ့ အဓိကကွင်းလေကစားမကိုခေါ်နိုင်ပြီဖြစ်တယ်လီဗာပူးကအစွန်ပိုင်းတွေကဒါ Ryan Cherry ကိုသူတို့လိုက်သေးတယ်ဒီချာတိတ်က Manchester United ရဲ့ Liverpool ရဲ့ Man City ရဲ့၃တင်းလိုက်တဲ့အချိန်မှာကစားမက City ကိုပြောင်းဖို့လုပ်တယ် Arnislo ကဒါ German team ကိုပြင်သစ် team ကိုတွားပြီးတော့ဒီကစားမကိုတွေးဆခဲ့ပေမဲ့ကစားမကဆုံးဖြတ်ချက်ချထားပြီးပြီဆိုတော့ okay Liverpool ဘက်ကခုလက်ရှိမှာ Florian Bus အပြောင်းရွှေ့ကိုပဲအပီးတတ်တယ်ဆိုတော့အခု ဒါ British media ရဲ့ဖော်ပြချက်ရ Liverpool ကဒီ Florian Bass ကိုတနစ်လောက်ခလာစာ Euro 22တန်ပေးမယ်။ဒါက Liverpool ကလပ်အတွက်အများဆုံးဒီတဲ့ကတယောက်ဖြစ်ပြီးတော့ဒီဇာမာက Liverpool ကိုအပြောင်းရွှေ့ရဲ့အများဆုံး transfer fee ဖြစ်နိုင်တဲ့တန်150ဆိုတော့ Euro တန်130ကနေ150ချဖြစ်မယ်။ဒါကပိုပြီး main sense ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အစောပိုင်းတည်းက Liverpool က တန်တရား40 market value ရှိတဲ့ကစားသမားကိုသူတို့ချိုးပန်းဖို့အဆင်မပြေပေမဲ့အခုနှစ်သိန်းလုံးအဆင်ပြေနိုင်တဲ့ပြောင်းရွှေ့ခြေဖြစ်တဲ့တန်တရား30နဲ့တန်တရား50ချာဖြစ်ပြီးတော့ Florian Vas က Liverpool အသင်းကိုတရားဝင်ပြောင်းရွှေ့တော့မှာဖြစ်တယ်ဆိုတော့9နှစ်စာချုပ်ပါဆိုတော့ German ရဲ့ကွင်းလေကစားသမားဟိုတနေ့တည်းကကျွန်တော်ပေါ်ချူဂီနဲ့တွေ့တဲ့ပွဲမှာသူသားလည်းအဓိက threat လုပ်သူဖြစ်ပြီးတော့ Liverpool တွက်ဒါအခုလောလောဆယ်အနေထားရတကယ်ကိုအရေးပါတယ်ခေါ်ယူမှုဆိုတော့ Jeremy Frimpong Milos Kake now Florian Bass ဒါ Liverpool နေနဲ့အခုလောလောဆယ်မှာ striker option တို့သူတို့ထပ်ပြီးတော့ကြည့်နေတယ် club ဘက်က striker option ကိုသူတို့ကြည့်တဲ့အချိန်မှာ Hugo Akitike ရဲ့ပြီးတော့မှတစ်ဖက်က Benjamin Sesko ရဲ့ Jokeres အပါဝင် ထိတ်တန်းတိုက်စစ်မှုတွေကိုသူတို့တောင်းလျှောက်ကြည့်နေပြီးတော့သူတို့လည်း striker တယောက်ထပ်ခေါ်နိုင်ဖို့ရှိတယ်။ဒါဝင်းနူညက်တို့ဒီဂူဂျူတာတို့တယောက်ယောက်ထွက်သွားတာနောက်ဆုံး Luis Diaz ထွက်သွားရင်ပဲဖြစ်ဖြစ်တိုက်စစ်ပိုင်းကတယောက်ယောက်ထွက်သွားရင်သူတို့ဘက်ကတိုက်စစ်မှုတယောက်တော့ခေါ်မှာဖြစ်တယ်။ Arnie Slot တို့တိုက်စစ်မှုခေါ်ပေးမယ်လို့ club ဘက်ကဒါဘယ်လိုပြောမလဲအတီးပြူထားတယ်။ဆိုတော့ Kelleher ထွက်သွားပြီးဒီနေရာမှာရောင်းနိုင်တဲ့ထဲမှာ Harvey Elliott တို့ကိုသမ Alisson တောင်မှ Garcia Reyes နဲ့တရင်တောင်းလျှောက် တွက်နေသလိုတစ်ချိန်တည်းမှာပဲသူတို့ရဲ့အခြားကစားမတော်တော်များများ Jared Concert ဆိုရင် Northern Forest အပါဝင်အသင်းတော်တော်များများသတင်းထွက်နေပြီးတော့တစ်ဖက်က Liverpool က Federico Chiesa ကိုလည်းရောင်းမယ်ဆိုတော့ Florian Vash ရဲ့အပြောင်းရွှေ့နဲ့ Milos Kakic အပြောင်းရွှေ့ကို Liverpool ဘက်ကတရားဝင်ကြေညာနိုင်ပြီဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်